တနင်္လာရီတိုင်းထက်ကတိုက်ပွဲတွေကြောင့်နလအတွင်နေရစုခွာ ထွက်ပြေးတိမ်းရှောင်နေရသူ9000ခွဲအထက်ရှိသွားပြီလို့မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းဟာဗာကပြောပါရယ်2025ဧပြီလကစပြီးတနင်္လာရီတိုင်းအတွင်စစ်ကောင်စီတပ်နဲ့ဒေသခံတော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်လာကြောင်းဒေသခံပြည်သူတွေစစ်ဘေးတိမ်းရှောင်နေရတယ်လို့မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းတာဝန်ရှိသူကပြောပါရယ် ဒေတာကန်တီသူတွေကဒီတိတ်ဆောင်မှုတွေကဒီနှစ်တော်တော်များများညားလာတယ်ဘယ်လိုပြောမလဲမနစ်ခက်တဲ့ဆိုင်ပုံများလာတယ်ကျွန်တော်ကျွန်တော်ကျင်းပြတ်တာတော့8000 8000ပေါ့နော်ဟိုအနည်းဆုံးတက်ထားတာကအများဆုံးကတော့ကျွန်တော်တင်သသိန်းကျော်ပဲသသိန်းကျော်ပဲနော်ဟိုကျွန်တော်ကဟိုမတက်ဆုံးလက်ကမ်းမပြနိုင်ဘူးလားမပြောရတော့အတိုင်းလာရေးခက်ခဲတာတကြောင်အတီတီမှုရယူတာလည်းအချင်းချင်းအတီတီမှုရယူတဲ့ဟာလည်းခက်ခဲတယ်လေ လက်ရှိမှာတင်းနေတဲ့တိုင်းထက်ကလားလုံမျိုးနဲ့ရေဖြူမျိုးအရှိမြောက်ပဲ ထဝဲအရှိပဲချံတောက်ပဲချံနဲ့တဲရချောင်မျိုးနယ်တွေထဲဒေသခံတော်လန်ရေးပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ် ြီးခဲ့တဲ့နှစ်ပတ်သုံးပတ်ကလည်းတိုက်ပွဲဖြစ်ထားတာရှိတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွေလည်းရှိခဲ့တယ်ဆိုတော့တိုက်ပွဲတွေဆက်နေတယ်ဆိုတဲ့သဘောမှာရှိတယ်။အလုံးရင်းကြီးလိုမျိုးနေတိုင်းပြင်းပြထန်ထန်ဖြစ်နေလိုမျိုးစခန်းသိမ်းတိုက်ပွဲလိုမျိုးဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ဒီသူတို့ငယ်ငယ်စုမှုရေးတွေကိုအဓိကအမှတ်ထားပြီးတော့တိုက်ပွဲဖြစ်နေတဲ့သဘောရှိတယ်။တိုက်ပွဲကြောင့်ဒေသခံပြည်သူတွေက ရေဖြူမျိုး၊ထဝယ်မျိုးနဲ့လောင်းလုံမျိုးနဲ့ထဲကကြောက်ဖြူ၊ကြက်ရဲတွင်တဝင်းရွာတွေမှာထွက်ပြေးခုန်လုံနေကြရပါတယ်။ လုံးဝတိမ်မတန်ပုံခက်ခဲတဲ့အခြေအနေတွေပါရှိတယ်။ပြဿနာတိုက်ပွဲကမရက်သွားဘဲနဲ့ကြိုးရကြိုးရဆက်ပြည့်ဖြစ်တနေရာထဲမှာဖြစ်တာလည်းမဟုတ်ဘူး။ဆိုတဲ့အခါကျတော့တချို့ကဘယ်သွားလို့ဘယ်ပြေးရမလဲဆိုတဲ့အခြေအနေမှာတော့ရှိပြရတယ်။မြပြည်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေသလိုမိုးရသည့်ကာလလည်းဖြစ်တာကြောင့်တနေ့တိုင်းတိုင်းကစစ်ဘေးရှောင်တွေအတွက် အမိုးအကာတွေဆေးဝါးနဲ့စားနပ်ရိက္ခာတွေအထူးလိုအပ်နေတယ်လို့ဟာဖောင်းဒရိုက်တာနိုင်အဲမွန်ကပြောပါရယ်